မြန်မာနိုင်ငံကိုရက်ခံလှူရှားခဲ့တဲ့မာလင်းငွေကြီးဟာဂျိုပန်ဆရာတည်ဆင်းမှုတွေဖြစ်ခဲ့ရတဲ့မှာကကျွန်တော်တို့ရဲ့လူမှုစည်းဝါးဘဝတွေဒေဝပူဆောင်ရေးတွေစိုင်းရေးတွေစက်ပြေးတွေကိုဖြည့်ဆည်းထက်တော့ခဲ့ပါတယ်။တတက်ပြီးဆုံးရှုံးခဲ့ရပြီးငယ်လေးဘေးပြင်ပြည်တွင်ဟာနေရက်တွေရာကြီးရွှေ့ပြောင်းခဲ့ရပါတယ်။ပြည်သူတွေရဲ့စိတ်ဓာတ်ခွန်အားကိုလည်းထိခိုက်စေခဲ့တယ်လို့ကျွန်တော်တို့ရဲ့ခုန်ဖူးတိုးတက်မှုလမ်းကြောင်းပေါ်မှာလည်းရဲခတ်မှုတွေအထိုက်အလျောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခု ျွန်တော်ဟာအရာရှိကလေးအမှန်တရားတစ်ခုနဲ့နိုးထလာခဲ့ကြပြီးဖြစ်ပါတယ်။အဲ့ဒီအမှန်တရားကတော့မြန်မာလူမျိုးတွေရဲ့ပြည်ပရဲ့စိတ်တည်းစူးစိညင်းညွတ်မှုဟာမလင်းကျအကျိုးပဲဖြစ်စီတော့မှုမရှိဘူး။ကျန်တဲ့အခါကြီးရေစံကြိုးလာတောင်းနာမယ်ဆိုတာပဲဖြစ်တယ်လို့ကျွန်တော်အခိုင်အမာပြောချင်ပါတယ်။ကျွန်တော်ရဲ့အခုစူးစိပြောဆိုမှုဟာပြည်တော်စင်စဉ်းစားမှုတစ်ခုလည်းတာပါကပဲ။ဒါနဲ့မြေမို့တစ်ခုတည်းအုံပြင်ခြာကြီးဖြစ်တယ်လို့လည်းကျွန်တော်ပြောချင်ပါတယ်။ မြန်မာလူမျိုးများ၏ပြင်းပြသော စိတ်ဓာတ်သည်ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု NASA ကဥက္ကဋ္ဌပြောမြန်မာလူမျိုးများ၏ပြင်းပြသောစိတ်ဓာတ်သည်ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မှ ယနေ့မေ30ရက်နေ့နက်ပိုင်းကနေပြည်တော်၌ကျင်းပသည့်ငလင်ပေးအလုံးမြမစီးပွားရေးပြန်လည်ကူစားခြင်းနှင့်ပြန်လည်ထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်ပြီးမန္တလေးငလင်ကြီးကြောင့်မြန်မာနိုင်ငံ၏လူမှုစီးပွားပျက်စီးဆုံးရှုံးမှုများသည့်အလွန်ကြီးမားခဲ့ကာတွက်ချက်ထားမှုအရယခုအချိန်၌ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး မန္တလေးငလင်ကြီးသည်မိမိတို့မြန်မာနိုင်ငံသားများမိမများအထီးကြံ့ကြံ့ခံနိုင်ရှိကြတယ်လေမိမိတို့၏အခြေခံအဆောက်အဦများမိများအထီးခံခံတယ်လေမိမိတို့၏အဖွဲ့အစည်းများမိများအားကောင်းတယ်လေဆိုသည်ကိုစမ်းသပ်လိုက်ခြင်းဖြစ်သည်ဟုပြောသည်ကျွန်တော်တို့ဘလောက်ဆုံးရှုံးခဲ့ရဲဆိုတာကိုရေတွက်ဝမ်းနေနေကြဖို့ထက်မိရှန်တဲ့ကဇာမနီငှက်လို့ကျွန်တော်တို့ဘလို့ပြန်လဲရုံထရှင်တန်ကြမလဲ ဘလို့ပြန်လဲတိဆောက်ကြမလဲအဲ့ဒီထက်အရေးကြီးတာကဘလို့ပို့ပြီးကောင်းအောင်တိဆောက်ကြမလဲဆိုတာတွေကိုနိုင်ငံချစ်စိတ်အခြေခံပြီးစီလုံးချစ်ခင်ရင်းနှီးစွာနဲ့ဆွေးနွေးတိုင်ပင်ကြရပါမယ်ဟုနာဆာကဥက္ကဋ္ဌကပြောသည်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ချိန်မှာပြုလုပ်တဲ့ငွေပေးလုံမြန်မာစီးပွားရေးနဲ့ကုစားခြင်းနဲ့တန်လဲထူထောင်ခြင်းသွန်တာပွဲသွန်တာဆွေးနွေးပွဲခန်းတော်တက်ရောက်လာတဲ့မြန်မာတော်ကတာဝန်ရှိပုဂ္ဂိုလ်များဒီနေ့ဖိုရမ်ကိုကျင်းပကုစည်းကျင်းပတယ် မြန်မာပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့မြန်မာ Narrative Think Tank နဲ့မြန်မာနိုင်ငံကုန်တယ်ဘန်းနဲ့ဆက်မှုလုပ်မယ့်အချိန်မှာအတင်းကျုပ် MSCCI အိမ်မှာပုံထားတဲ့အောင်ရှိသူများနိုင်ငံမာများနိုင်ငံရေးပါတီများရဲရပ်ဖွဲ့စည်းတွေကကုသရံများစီးပွားရေးပြည်ထောင်ရေးရှင်းနဲ့တည်ထောင်ဖို့များကတော့ရှိသေးပါတရားလာတဲ့များအားလုံးနိုင်ငံပါလို့ဥစားနဲ့ကိုဆက်တာရပါလေဒီနေ့ခေါ်လာကြည့်ဖို့မြန်မာမာဂျင်ကလေးကြီးကထိခိုက်ပျက်စီးခဲ့ရတဲ့စီးပွားလုပ်ငန်းများပြန်လည်ထူထောင်အားကောင်းလာစေဖို့ ကရင်ဘေးလွန်ကာလမှာဖြစ်ပေါ်လာမဲ့ဒီလူပြပါစီဖွဲ့စီးပွားရေးအတင်းများနိုင်ငံစီးပွားရေးပုံမှုကောင်းမွန်လာစေမယ့်အခွန်အလမ်းများတဲ့ကြုံတွေ့ရနေတဲ့အခြေအကုန်မှုတွေကိုသိရှိနိုင်စီဖို့နဲ့မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရဲ့အချင်းအခင်းကျင်းတဲ့ပထဝီစီးပွားရေးအခွန်အလမ်းတွေကိုသိရှိအသုံးချပြီးဒီထက်ကထုတ်ပေးစီးတွေကိုဇီးကွက်ချက်ထွင်နိုင်ရင်းနဲ့စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းပူးစည်းပြစ်တဲ့နိုင်စီဖို့ဆိုတဲ့ရွေးချယ်သွန်းနဲ့ကျင်းပါတာပဲဖြစ်ပါတယ်ကျွန်တော်နိုင်ငံမှာ pressure ski ခုနကတော့ခုနှစ်အဆင့်ရှိတဲ့အရင်ပြည့်တဲ့ ငလင်မာရင်ဂရင်းထုတ်ခဲ့ကြတာဒီခုဆိုရင်ဒါလပြည့်ခဲ့ပြီးဖြစ်ပါတယ်။မာရင်ငရင်ကြီးကြောင့်ကေဆုပ်သူ3939ဦးကြီးကတည်းကနာရသူ9104ဦးနဲ့တောက်ဆုပ်သူ68ဦးရှိခဲ့ပါတယ်။မာရင်ငရင်ကြီးဒုက္ခပြီးပြီးချင်းပါပဲပြည့်စုံကြမှုဘာမှအနာများပြားတာကိုတွေ့ရှိရတဲ့အတွက်ကျွန်တော်အနေနဲ့ချက်ချင်းပဲဆိုသလိုကဲစင်းလေးကိုကြီးထောက်ပဲတဲ့ဘက်နေမှာဒီရင်ကြီးပါကကိုကြီးတွေပြည့်နေမှုနဲ့ဖိတ်ခေါ်ကမ်းလာခဲ့ပါတယ်။အရာကြောင့်လည်းနာဂပါ၂၇နိုင်ငံကကစေးပစ္စည်းတန်ချေ၃၁၉ဒသမ၃၁ခု ရရှိခဲ့ပြီးကယ်ဆယ်ဝန်ထမ်းပေါင်း1090ခုကျန်းမာရေးစောင့်ရှောက်ရေးပြည်ညာရှိတဲ့ဆယ်ဝန်များ289ခုလာရောက်ပြီးတော့ကယ်ဆယ်ပြည်မတွေလုံဆောင်ပေးခဲ့ကြပါတယ်ဗီဒီယိုကြည့်ပါလေနိုင်ငံပေါင်း26နိုင်ငံကကယ်ဆယ်ဝန်ထမ်းများနဲ့ကုလီတွေဟာရေချောင်းရေချောင်းနဲ့ပုံလန်းခေးတဲ့အဆင့်ရောက်ရှိလာကြပါတယ်။အဲဒီတွင်မာလင်းငလျင်ကြီးကယ်ဆယ်လုပ်ငန်းတွေမှာကုညီခဲ့ရတဲ့နိုင်ငံတွေကအစိုးရများနဲ့အဖွဲ့အစည်းများဒီဒီဒီပါအထူးရှင်းများနဲ့ကယ်ဆယ်ဝန်ထမ်းများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်းနိုင်ငံတော်ဆွေးနွေးတဲ့ဒီဒီမှာကိုစားပြောကြားလိုပါတယ်။ အားလုံးသိရှိတဲ့အတိုင်းမာလေးငရင်းကြီးကြောင့်ကျွန်တော်တို့နိုင်ငံရဲ့လူမှုစီပွားရေးစံရှင်မှုတွေကအလုံးပဲကြီးမားခဲ့ပါတယ်။ကြက်ချထားမှုရဝေချက်၃လောက်ချောပါတယ်ဆက်ကူဒီကမှာနှစ်ရက်ရှိဒေလန်ရှိခဲ့ပြီးတန်ရီထရေးလုပ်ငန်းတွေကိုအချိန်ကုန်တဲ့ကျွန်တော်တို့အလုံးစောင်းနေပြီလည်းဖြစ်ပါတယ်။ဆိုတော့ကဘာပါကြက်ချမှုတွေလည်းလည်းပါဆောင်ရှိပါတယ်။ဒါကတော့ကျွန်တော်တို့စပြီးတော့ဒီဆောင်တဲ့အချိန်မှာကုန်ကြတဲ့ဈေးတွေကိုကျွန်တော်ကတွက်ထားခြင်းဖြစ်ပါတယ်။ကြောလာကြတဲ့ပြည်နယ်တော်များခင်ဗျာဒီနေ့ချင်းပါရဲ့ဖူရန်ဟာ ဘာရင်ငွေကြေးကြပစ္စည်းဆုံးဖြတ်ရတဲ့ဒီမှာစီးပွားရေးကိုပြန်လဲကုဘယ်လိုကုစားမလဲဘယ်လိုပြန်လဲရှင်းချမလဲအဲ့ဒီပြန်လဲကုစားပြန်လဲထူထောင်မှုတွေကလည်းရှိဘယ်လိုခွန်ရည်ရှိတာလဲဆိုတာကိုဒီမှုစီးပွားရေးအမြင်ရှုတော့နေပြည်တွင်းရဲ့နိုင်ငံတကာပညာရှင်တွေတုံ့ပြန်မှုတွေတမရှိကခံစားတဲ့စီးပွားရေးဒီကအကြံပြုချက်တွေကိုလည်းစူးစီးသွေးနွေးကြပါလေဖြစ်ပါလေမရင်းရင်တဘောဘီးကြီးကကျွန်တော်တို့မြန်မာနိုင်ငံသားတွေဘယ်တော့ကြက်ကြက်ခံနိုင်ရင်ရှိကြတယ်လေကျွန်တော်တို့ရဲ့အခြေခံအဆောက်အဦတွေ ဘရောခိုင်ခံတယ်ကျွန်တော်တို့အဖွဲ့အစည်းတွေဘရောအားကောင်းတယ်ဆိုတာကိုစမ်းတာရတာလည်းဖြစ်ပါတယ်ဒါမှဒီနေ့ဒီကနေ့ဒီကနေ့ကျွန်တော်ဒီနေရာကိုစူရီလောက်ရှိဓာတ်ကတော့ကျွန်တော်တို့ဘရောဆုံးရှုံးခဲ့ရတယ်ဆိုတာတက်ချက်ပေါ်ပြဝန်နဲ့တရားဖို့တဲ့မိရန်ရဲ့ကဇာမင်းခက်လို့ကျွန်တော်တို့ဘယ်လိုပြန်လဲလို့ထာရုံးကရှင်းတမ်းကြမလဲဘယ်လိုပြန်လဲတိဆောက်ကြမလဲအဲ့ဒီထဲအရေးကြီးတာကဘလို့ပူပြီးကောင်းအောင်တိဆောက်ကြမလဲဆိုတာတွေကိုနိုင်ငံချစ်စိတ်အခြေခံပြီးစဉ်းစားညွှန်ညွှန်ရင်းနှီးစွာတဲ့ ဆွေးနွေးနိုင်ခဲ့ကြဖို့ဖြစ်တယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။ဒီမနက်ကကိုရက်ခါလှူချခဲ့တဲ့မန္တလေးငြိမ်းချမ်းဟာယူပန်းဆရာပြည့်စုံမှုတွေဖြစ်ခဲ့တဲ့နာမကကျွန်တော်တို့ရဲ့လူမှုစည်းဝါးဘဝတွေတရားဥပဒေဆောင်ရေးတွေစာရေးတွေစံပယ်တွေကိုဖြစ်စီဖြတ်တော့ခဲ့ပါတယ်။တရက်တွေဆုံးဖြတ်ခဲ့ရပြီးဒီလေးဘေးတင်ပြည်သူတွေဟာနေရက်တွေရာကြီးဖြေပြောင်းခဲ့ရပါတယ်။ပြည်သူတွေရဲ့စိတ်ဓာတ်ခွန်အားကိုလည်းထိခိုက်စေခဲ့တယ်လို့ကျွန်တော်တို့ရဲ့ခုန်ထုတ်တိုးတက်မှုလမ်းကြောင်းပေါ်မှာလည်းရဲခန့်မှုတွေအထက်ရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခု သူတို့ဟာအရင်ရှိကြတဲ့အမှန်တရားတခုနဲ့လို့ထားလာကြတာဖြစ်ပါတယ်။အဲ့ဒီအမှန်တရားကတော့မြန်မာလူမျိုးတွေရဲ့ပြပြတဲ့စိတ်တည်းစူးစီးညင်းမှုဟာဘယ်ရင်ကျအကျိုးပဲဖြစ်စီကောင်းမှုမရှိဘူး။ကျန်ကျန်ထားပြီးရင်ဆိုင်ထော်တာတားနာမယ်ဆိုတာပဲဖြစ်တယ်လို့ကျွန်တော်အခိုင်အမာပြောချင်ပါတယ်။ကျွန်တော်ရဲ့အခုစူးစီးပြောဆိုမှုဟာပြည်သူစင်စဉ်းစားမှုတစ်ခုနဲ့တမကပဲ။ဒါပြန်ပြမှုတစ်ခုတည်းအုပ်ပြေချာကြီးဖြစ်တယ်လို့လည်းကျွန်တော်ပြောချင်ပါတယ်။မြန်မာနိုင်ငံရဲ့ဂလီဘေးတော်စီးပွားရေးပြည်လေးပူဇော်ချရမှာကျွန်တော်တို့ရဲ့ ချူပေါင်းရှင်းမြင်ဖို့လိုတဲ့အတူစောင့်ဝဲတဲ့မဟာပြူရာမြောက်မန္တန်ကြီးတို့ရက်ကိုကျွန်တော်တုံးကပြောလိုပါပဲ။အဲဒီတုံးကတုံးရက်ကတော့ဘရော့မန္တန်ကလူသားချင်းစာနာပေါင်းထမ်းမှုဆရာကူညီမှုများနဲ့လူမှုကာကွယ်ရေး Humanitarian Relief and Social Protection ဒုတိယမန္တန်ကအခြေခံစောင့်ဝဲပြန်လေးတိဆောက်ရင်းနဲ့စီးပွားရေးပြန်လေရှင်တန်ခြင်း Reconstruction Reconstruction and Economic Review Revival နဲ့တတိယမန္တန်ကကြက်ကြက်ခံပြီးချုပ်ငုံမှုရှိတဲ့ပြည်ပြောင်းလဲမှုများ Reform Eco and reliance and inclusivity စတဲ့ပဲဖြစ်ပါတယ်။ဘရောလုံးမှာလည်းဖြစ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးမှုတွေနဲ့ဒီမှာကပဲရေးတဲ့တဘာငလေးတဘာဝဘေးအန္တရာယ်ဖြစ်ပါပြီတဲ့နော်။ကျွန်တော်တို့ရဲ့ဦးစားပေးမှုဟာရွေးချယ်ပြီးအစိုးရတွေလို့မဲ့ကိစ္စဖြစ်တဲ့အသက်တွေကိုကယ်တင်ဖို့နဲ့လူမှုတိုင်းမတည်ငြိမ်မှုရရှိစေဖို့ကျွန်တော်စားနေလို့ဆောင်ပြရပါမယ်။အစိုးရဖွဲ့စည်းပြီးဒေသဆိုင်ရာအာဏာပါတွေရပ်ဘက်ဖွဲ့စည်းပြီးနိုင်ငံတကာမိဘဖွဲ့စည်းတွေကြားမှာတိတိကျကျတဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လူသားချင်းစာနာပါတော့မှုအပူကြီးတွေတကယ်ပြတ်ပြတ်ရရှိအောင်ဆောင်ရွက်ချက်ဒီဆက်လက်ဆောင်ရွက်ရရှိတာလည်းဖြစ်ပါတယ်အခုဆောင်ရွက်ဒီလာဒီပုံမှာလည်းပုံမထည့်အောင်အရှင်းနှစ်တွေဆောင်ရွက်တားချဖို့လည်းလိုအပ်ပါတယ်မလီချေကြလူပေါင်း၆သိန်းကျော်ပုံမှာဓာတ်ရိုက်အတွက်မှုရှိခဲ့ပြီးလူထောင်မှတော့ဦးအင်ရှူပြောင်းပေးရတာရှိပါတယ်နေဘေးကြီးမှတော့ခန်းစားရတဲ့ဒေသတွေမှာဘယ်ရင်ဆုပ်ပြီး92နှစ်အရွယ်တွင်အရေးပေါ်ရပ်ထည့်တဲ့တွေကိုပြီးဆုံးပြီးကြပါတယ်တန်ရှိတဲ့ချင်းအစားအသောက်နဲ့စီးပွားတွေကိုလည်းပတ်ဖို့ကူညီပေးနိုင်ခဲ့ပါတယ် ကျမ်းမိုင်ဆောင်ရှောက်မှုတွေနဲ့မလင်းကျပစ္စည်းခဲတဲ့ဒေသတွေမှာရှေ့ပြောင်းစေးလိုတဲ့စီကံတွေဖွင့်နေနိုင်ခဲ့ပြီးမြေလီပေးတဲ့ပြည်သူတွေကိုအရေးပေါ်ကျမ်းမိုင်ဆောင်ရှောက်ပေးနိုင်ခဲ့ပါတယ်။ဒီမို့နာမည်ကြတဲ့မှာသူတို့ဖြင့်ခရီးနိုင်ငံတွေတချို့ရိုးတွေနဲ့အသက်ပေးကဒါပေမဲ့ဓာတ်တွေရဲ့စိတ်ထိကခံစားမှုတွေတည်းစီပန်းဆိုင်အပီကူညီမှုတွေကိုပါလေထည့်သွင်းဆောင်ရွက်ခဲ့ပါလေ။ဒါပေမဲ့ဒုလလေးစာရာဖာနှုတ်ကူညီဆိုတာကတော့တက်တာသွားလို့နဲ့ရတဲ့ပြည်လူမရပါဘူး။ အဲ့ဒီကူညီတွေကိုလူမှုကာကွယ်စနစ်တူတွေကိုပူးပြောင်းပြရပါလေဖြစ်ပါလေအဲ့ဒါကြောင့်ကျွန်တော်တို့ကရာရင်နေတွေကလည်းဗလင်တန်ခါရတဲ့အမြဲတမ်းနေတွေကိုစလုပ်ပေးတာလေနေရာခြေတော့နေထိုင်ကြရတဲ့တရစ်တွေကိုဂျိုဂျိုဆေးချရတဲ့ကြောင်းများတဲ့စာတင်ကားတွေမှာတယောက်တရားနိုင်စေဖို့ဆောင်ပေးတာလေနဲ့ပြပငွေဆုံးဖြုတ်ပြရတဲ့ဒီသားစီတွေနဲ့ရေးပေါ်တဲ့ငွေမှကြောင်းထပ်ပငွေပေါ်ပို့ချင်းပေးတာကိုလည်းဆောင်ပေးတဲ့ရှိနေပါလေဒါလူမှုကာကွယ်ပေးမှုအစီအစဉ်ရဲ့အစိတ်အပိုင်းလို့လည်းပြောနိုင်ပါလေဒါကြောင့်ကျွန်တော်တို့ရဲ့ပမာမန်တဲ့အာဒီတို့အရေးဦးစား ပြီးဆောင်ပေးနေတာဖြစ်တယ်လို့လည်းပြောလိုပါတယ်။ကျန်တဲ့ဘာတွေဖြစ်အခြေခံဆောင်ရွက်ပြန်လေးတောင်းခင်းတဲ့စီးပွားရေးတန်တဲ့ရှင်းတန်စီဖို့ကိုဆောင်ရွက်နေပါတယ်။ဗရင်းနဲ့ဖြစ်ပေါ်လာတဲ့စီးပွားရေးကဏ္ဍအထူးကဆက်ဆံမှုတွေဟာအားတက်အောင်ပဲကြီးမာပါတယ်။လမ်းတွေဟာစိုးစိုးဝါးပျက်စီးခဲ့ပြီးတခြားတွေလူကြခဲ့ပါတယ်။ MSC ကဒေသရေးဆက်ဆံရေးတွေတွေစီးပွားရေးကဏ္ဍကြီးကြီးချိတ်ကဲပျက်စီးခဲ့ရပါတယ်။ဒါပေမဲ့အခြေအနေတွေမှာအခွင့်အရေးတွေဆိုတာလည်းရှိနေတတ်တယ်ဆိုတာကျွန်တော်တို့တတိပြောမှာဖြစ်ပါတယ်။အခုချိန်ဟာ ဘယ်နဲ့ဒီဆောင်ကိုတက်တဲ့ကာလမဟုတ်တော့ပါဘူးပူပြီးကောင်းမွန်တဲ့ပူပြီးစိမ်းမြန်းတဲ့လူမှုပေါင်းဝေးခြေတွေကိုလည်းပြန်ပြန်ဒီဆောင်တဲ့ခွန်းနဲ့ညီရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ခါကြက်တက်ခါတဲ့အချိန်ကာလဆောင်ကိုပြန်ပြန်ပြီးဆောင်ရေးနဲ့အလို့သားအဆင့်အစီအစဉ်မှာဆီးရတကြတဲ့လုံဆောင်သွားကြပါမယ်အဲ့ဒီအစီအစဉ်ထဲမှာဒီရင်းရံမုံတွေအစိုးရရဲ့ပူပြီးကားတွေရဲ့မိဖက်ဆောင်မှုတွေ public private partnership နဲ့နိုင်ငံတကာကူညီတွေကိုထည့်သွင်းပေါင်းဝေးစီပြီးဒီကကြတဲ့နေပင်၅ခုမှာပြန်လည်ဆောင်ရေးတွေဦးစားပေးလို့ဆောင်တက်ပါတယ်အဲ့ဒီဒီပေတွေကတော့ လမ်းမဆက်တဲ့ကျက်စစ်ဆိုင်ဆက်ပြီးတယ်လီဖုန်းဆက်တဲ့အများကြီးတွေပဲအဆောက်အဦတွေပဲဖြစ်ပါတယ်လမ်းမဆက်တဲ့လမ်းတွေတခါတွေဒီကိုနေတန်ခါနေတဲ့ဒဇိုင်းတွေပြန်နေတိဆောက်သွားကြပါတယ်ဖြစ်ပါတယ်ကျက်စစ်ဆိုင်လည်းပဲပါဒီအောင်ကြီးဆိုင်နဲ့ hybrid mini grid တွေကိုကြီးတဲ့ဒေသတွေမှာအရှိန်ပြည့်အကောင်အထည်ပေါ်ထားကြပါဖြစ်ပါတယ်စာပြုတ်တွေမှာတော်တော်လေးတွေမျိုးကောင်မျိုးတက်မျိုးစီတန်းတဲ့စာပြုတ်ကြီးများဒါအစကထောက်ပါပေးခြင်းနဲ့လေယာအမကစနစ်မျိုးလည်းဆောင်ရွက်တက်ပါတယ် ။ငလေပေးတင်ထားတဲ့ဒေတာတွေမှာဒီဂျစ်တယ်ချိတ်ဆက်မှုတွေတိုးချဲ့လုံဆောင်ပေးကြမှာဖြစ်ပါတယ်။ပြည်တော်ကြောင့်လည်းဆေးရုံရဲ့အစိုးရရုံးတွေကိုလည်းအရင်တန်းခံရတဲ့အဆောင်တွေဖြစ်အောင်တတ်မှတ်စံရေးဆိုင်ရုံးတွေအကြီးပြန်လည်တည်ဆောက်ပေးကြမှာဖြစ်ပါတယ်။အခြေခံဆောင်တွေပြန်လည်တည်ဆောက်ရှိတဲ့သူကျွန်တော်တို့ကမြန်မာစီးပွားရေးရဲ့ကျိုးတို့ပုံမှန်ဖြစ်နေတဲ့အသေးစားအငယ်စားအလားစားလူငယ် MSME တွေပြန်လည်ရှင်းတောင်းအောင်လုပ်ဆိုင်လုပ်ကြပါလေဖြစ်ပါတယ်။ကိုကြီးဆောင်ပါမှုတွေတော်တော်တက်တာရဲ့ခြေကိုလေးနဲ့ဒီချက်တွေရေးချင်တဲ့ပြည်သူတွေလည်းတော်ဆုံးပြီး MSME ရဲ့ကိုလိုဆောင်ဆိုပြန်လည်ရှင်းတောင်းလာအောင် ဆောင်ရွက်ပေးရပါမယ်။အဲဒီဆောင်ရွက်ပေးနိုင်ရင်ရှင်းပြတဲ့ဥမ္မာလာပြီးစည်ရဲမှုကိုရှင်းချနိုင်ပြီးတော့မှလောက်ကအခွန်အားတွေလည်းဖြန့်လိုက်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကလည်းပြီးပြန်ထူထိုင်းလုပ်ငန်းတွေကလည်းရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်မယ်လို့လည်းပြောရပါတယ်။ညီမတွေကအနေနဲ့ညီမတွေကရင်းနှီးမြှုပ်နှံမှုနဲ့ပြန်လည်ထူထိုင်းဖိုရမ်ကိုပွဲပြုချိန်ပါခြင်းဖြင့်ဆောင်ရွက်နိုင်ပါမယ်။အဲ့ဒီဖိုရီမှာပြရတဲ့ဆို recovery zone ကိုတက်မှခုခုချင်းလွတ်တာကန်တာရှိတဲ့တက်တာပဲမန်လုံးပေးခြင်းနဲ့ ESG focus regulation တို့ခေါ်တဲ့ပါဝင်ရေးထိန်းသိမ်းရေးဒီမှုပါဝင်ရေးဖွံ့ဖြိုးရေးနဲ့အုပ်ချုပ်မှုကောင်းမွန်ရေးအခြေခံနဲ့လူလူလူလေးတွေကပေါ်ထုတ်ပြီးရေးပြတ်တမ်းမှုတွေကိုလည်းစွန့်ဆောင်နိုင်မယ်လို့လည်းယူဆပါတယ်တဲ့မှာနိုင်ငံကြီးကတော့ပြည်ဝင်ကောင်းတဲ့မှုနဲ့ကမ္ဘာလုံးဆိုင်ရာဘေးဖက်ပြေကျင်း reform and global partnership အစီအစဉ်တွေပဲဖြစ်ပါတယ်ဒါကြောင့်ရေးလို့ဆိုလိုက်လို့ရှိရင်ဂျူပန်ဆိုင်ရာတဲ့ကြော်လုပ်ပြီးအိပတ်တမ်းမှုရှိတယ်လို့ပြောမှာဖြစ်ပါတယ်ဒါကြောင့်ရေးဟာပြည်ပြောင်းလဲခြင်းနဲ့အတိတ်ကနေဒီဆောင်ချင်းရဲ့လုပ်ငန်းစီလို့ခြေခြေတက်ပြဆေးစားဆောင်ရွက်ကြမှာဖြစ်ပါတယ် ဒီမှာတည်းကအပေါ်မူတောက်တင်းခိုင်ပါတဲ့အခြေခံအုံပြစ်တစ်ခုကိုအမျိုးမျိုးရှိတဲ့မူဝါဒတွေအားကောင်းတဲ့ဖွဲ့စည်းတွေနဲ့အခြေခံတည်ပြီးဒီဆောက်ချမှတ်တာရမယ်မန္တလေးဖြစ်ပါတယ်အဲဒီဆိုရင်ကျမှကျွန်တော်တို့ဟာရရှိချင်းကမှုတော့ဟာကိုလွတ်ဆောင်တင်ပါတယ်အဲဒါကတော့ငလျင်ပါဝင်ဒါမှမဟုတ်ဘေးအန္တရာယ်ရဲ့အသည့်ပြင်ဆင်ထားရှိမှုဝိဇိဘာနာယတာဝန်ယူမှုတာဝန်ခံမှုနဲ့အားလုံးချုပ်ပေါ်တဲ့ပုံမှုတွေမှာပဲဖြစ်ပါတယ်ဒါမှမဟုတ်ဘေးအန္တရာယ်အသည့်ပြင်ဆင်ထားရှိမှုကိုချင်းကလွတ်ဆောင်ရမှာကျွန်တော်တို့ကဒါမှမဟုတ်ဘေးအန္တရာယ်မြန်မာမှုရှိနေတဲ့ နေရာပြအမျိုးသားအစီဒီဘောတစ်ခုနောက်ဆုံးအချက်လေးပိုင်းနဲ့သူရေးဆွဲပြီးအခြေခံဆောင်ရွက်တင်ပါလေသောတိသာရှေ့ပြစ်စနေနဲ့တက်စင်ကြရပါမယ်ကစင်းဆိုင်ရာလုပ်ငန်းစဉ်အစစ်အစစ်ကိုလည်းခေတ္တကြီးတရားနဲ့ပေါက်ဆက်ပြီးပြန်လည်ရေးဆွဲသားကြဖို့လိုအပ်ပါတယ်ဗိုင်းဆိုင်ရာတော်ဝင်မှုတာဝန်ခံမှုဆရာဆိုရမှာလေကျွန်တော်တို့ကပြည်တိုင်းဆိုင်ရန်ကုန်ကမြောက်ဖွဲ့ဝေတုံးဆက်မှုကိုထင်တယ်မြေတာရှိစေရပါမယ်။ပြီးတော့အလေးမင်းမရှိသေးတဲ့တွေ့တဲ့ဈေးကိုလည်းအမြဲတမ်းကြက်မှဆီးရှုမဲ့ရန်ရံလူတွေဖွဲ့စည်းဆောင်ရွက်ကြပါလိမ့်ဖြစ်ပါမယ်။တကယ်ရှိကမှုဖြစ်တဲ့အားလုံးချုပ်ပုံပါမှုနဲ့ဖူးတဲ့တဲ့မှုဆိုတာ မြို့သူတွေဒိုင်းဒါညီကောင်မတော်တွေနဲ့ပြည်သူအားလုံးချုံကုန်ပါဝင်စေတဲ့ community တွေကိုခေါ်ဆောင်ရဲဖြစ်ပါတယ်။ကြောက်ရတဲ့အဲ့ဒါတော့နားခဏ။ကျွန်တော်တို့ရဲ့တယ်တော်ရေးအစီအစဉ်တွေကိုဆောင်ရွက်တဲ့အခါမှာနိုင်ငံကနေဒေသဆိုင်အမိဖက်များနဲ့တူဇမိဆာတာချပေါ်တယ်လို့ပြောပါတယ်။အာဆီယံဒေသကြီးနိုင်ငံများ၊အင်းကြီးနိုင်ငံများဒေသနဲ့နိုင်ငံကအဖွဲ့အစည်းများနဲ့တူဒီလိုမျိုးတယ်တော်ရေးတွေကိုလည်းကာလလူကာလလာကာလစီစီမှာဆောင်ရွက်တဲ့ဘုရားတွေဆိုတာလေတုံ့ပြန်ပြောကြလို့ပါတယ်။ပယ်လက်ဒီစ်ဒီစာပြေဆိုတာ ဖြစ်စီတွေအစားအုပ်တွေပြန်လဲပြင်ဆင်တာစီးပွားရေးဆုံးရှုံးမှုတွေကိုပြန်လဲနံနက်တူအောင်လူ့လိဒါကမကပဲအနာဂတ်မှာလုံခြုံအားကားခံမှုရှိတဲ့နိုင်ငံတကာကိုဖာပြီးတည်ဆောင်ချင်လဲဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။အဲဒီနိုင်ငံမှာအခြေခံအစားအုပ်တွေကတက်တက်ခံပြီးခံလဲပြီးအုပ်ချုပ်မှုမှာတာဝန်ခံမှုတာဝန်ယူမှုရှိတဲ့ညတော်သာဘုံဘုံတွေတဲ့အခြေခံကောင်းတွေရှိနေရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အစီအစဉ်မှာပါဝင်ချဖို့တဲ့ကျွန်တော်တို့ရဲ့ဒေတာပြည့်တဲ့နိုင်ငံတကာမိဖက်တွေအနေနဲ့ကျွန်တော်တို့ကိုထောက်ပံ့အားပေးရမှာပဲ။အမြင့်မြန်မာနိုင်ငံ Innovation of မြန်မာအတွက်ကျွန်တော်တို့နဲ့အတူရင်းနှီးမြှုပ်နှံပေးကြဖို့လဲဖိတ်ခေါ်လိုပါတယ်။အဲဒီနောက်ကမြန်မာနိုင်ငံကိုပုံမစည်းလို့ညှို့တဲ့ပုံမချုံငယ်ပါဝင်ကြတဲ့ပြီးတော့အနာဂတ်ကိုအသိချင်းမှုနေမှုကိုပုံမခိုင်မာနေတဲ့နိုင်ငံတကာနိုင်ငံအဖြစ်ကျွန်တော်တို့ပုံပေါ်တိစောက်ချင်ပါတယ်။ဒီစားပေါ်တယ်လိုအပ်ပါတယ်။ကျွန်တော်တို့ပြည်သူတွေဒီနေ့လည်းဂလီဘီကေဇေးီဒီဒီမှာပြတ်တာခဲ့ကြတဲ့ပြည်သူတွေရဲ့ရင်းစံတက်တဲ့စီလုံးညီညွတ်မှုနဲ့ဇွဲလုံးတာတွေဟာကျွန်တော်တို့နိုင်ငံအတွက်အကြီးမားဆုံးသောအမျိုးသားအရင်းအမြစ်တွေဖြစ်တယ်လို့ကျွန်တော်ဂုဏ်ပြု ြောကြလိုပါတယ်။ကျွန်တော်နိုင်ငံကိုတည်တယ်တော်တော်ကြပဲခီးချီမှာကျွန်တော်တို့ရဲ့ပြည်သူတွေဟာကျွန်တော်တို့ကိုဥဆောင်ခေါ်သွားမယ်ကျွန်တော်တို့ယုံကြည်ဖို့အရာတွေဖြစ်ကြပါလို့လည်းတင်စားပြောလိုပါတယ်။ဒီလိုပြည်သူတွေအနေနဲ့ဘေးအန္တရာယ်မျိုးမျိုးအခက်အခဲမျိုးမျိုးကြောက်ရတဲ့အချိန်မှာအခုလို we are stronger we are together ဆိုတဲ့စစ်တပ်ဘက်ကခံရချက်တွေကိုလည်းဆက်လက်မူပြပြီးချက်ချက်ကကြော်တော်ပေးကြဖို့လည်းအဲ့လိုပြောကြလိုပါတယ်။ဒီကုတ်ချုပ်နေတဲ့အခုလိုစူနီဘက်ကြီးရဲ့ရဟန်းတွေဟာ မနက်ငယ်ရနေကကိုစပ်ပါသာပုံဖော်ကြမှာအားကောင်းတဲ့ကောက်ချောင်းပုံရိပ်တွေဖြစ်အကျွတ်ကျွနိုင်မယ်လို့ကျွန်တော်ပြောပြပါမယ်စီနီဘတ်ကိုတရားစွနေကြတဲ့ပြည်ရင်းဒီပါပညာရှင်တွေကိုလည်းကျွန်တော်အနေနဲ့အထူးကျေးဇူးတင်ရှိပါတယ်အဲဒီစီနီဘတ်ကရရှိလာတဲ့အတွင်းငင်တွေဘုံသူရတွေလက်နာတော်တွေကိုမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာချမှတ်ရမှာထဲထဲတုံ့ပြုနေအောင်ဝမ်းမုံကြံဆောင်ပေးကြဖို့လည်းအနာဂတ်နိုင်ငံတော်ကြီးကိုပုံမစပါတဲ့အနာဂတ်ကိုထုံးရင်းတော့အရင်းနှီးမြှင့်တဲ့သူဖာလီပုံပုံတိဆောက်ပေးကြဖို့ တွေ့လို့ပြောတိုင်းနဲ့လေးဖို့လျှောက်လိုက်ပါလေအားလုံးကျေးဇူးတင်ပါတော်ရစေတယ်ဒီလိုပြောရပါမယ်ဆိုဘူးရတော့အောက်ဆိုင်ကဆင်းလို့ပြောပါတယ်ဒါပေမဲ့ဟိုကျွန်တော်လည်းဆွေးလေးကိုအကြောင်းအရာလေးခွင့်ရှိလို့ပေါ့ကျွန်တော်လည်းဒီဆွေးလေးပဲလုပ်ဖို့လည်းလာပြီးတင်ပြတယ်ချိန်ပါကျွန်တော်လို့ဦးတင်ပါလေဆွေးပြေတော့ပြောပါပြီးတော့ကျွန်တော်တချို့လေးတွေဖြစ်တဲ့တာလေးကျွန်တော်ဝီကြီးလည်းပြောပြပါဒါလေးဒါလေးဖြစ်တယ်ဒါလေးဒါလေးလုပ်တင်တယ်ဆိုတော့ကျွန်တော်ပြောပြပါ ကိုရအဒီနေကိုမှလည်းတချို့ချက်တွေပါသလိုကိုရအပြန်ရွှေရောင်းရေးတစ်ချက်မှလည်းတော်ရီကျွန်တော်တို့ရဲ့ဈေးချက်တွေဒါပါတော့ဖြစ်ပါတယ်တူတူပဲဆိုတော့ဗီဒီယိုမှတ်တမ်းကိုပြတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒါဒီကြိုတွေ့ရတဲ့အခြေအနေလေးတွေလည်းကျွန်တော်တို့ဟိုပြောပတ်ထားတာလည်းကျွန်တော်တွေ့ရပါတယ်ဒီထဲမှာကျွန်တော်ဆယ်မီလာပေါ့ဆယ်မီလာကျွန်တော်လေးဆွေးနွေးပြအဲဒီခရီးသားနဲ့ပတ်သက်ပြီးတော့ဘာမှဘေးရနေရတော့ကျွန်တော်တို့တုံ့ပြန်ရတာကျွန်တော်တို့တာဝန်ယူပြီးတဲ့2021ခုနှစ်နောက်ပိုင်းမှာတော့ဒီဘာမှဘေးရနေတယ်ဟိုတော့ကျွန်တော်တို့ကဒီ ဒါဒီလိုဖောက်ပြန်မှုကြောင့်ဖြစ်လာတဲ့ဟာမှာကပဲလေဥမာပြန်ကိုဗစ်လို့အန္တရာယ်ကြီးတို့နောက်နဲ့ဆက်နေဆက်နေပါတယ်တော်တော်ကြွလန်းပြရပါအဲ့ဒါလို့ဇာပဲဘယ်တော့ဆက်ရခုဆက်ရခုနေကျွန်တော်တာဝန်ယူပြီးတဲ့ချိန်မှာနိုင်ငံရေးသဘောထားပေါ်ရဘူးကြဖြစ်ပေါ်လာတဲ့စစ်ဘူးအကြမ်းဖက်မှုတွေပါတယ်နောက်နဲ့ဆက်တဲ့ဆက်နေ93ဘယ်နေဆောင်ပိုင်းတွေပေါ့ဒါကြီးလေကျွန်တော်တို့ခဲ့ခဲ့ခဲ့ကျော်တော့ခဲ့ရရှိပါတယ်အဲ့ဒါဆိုဒီနေ့တက်ကပရှိပကတွေကအခုချိန်ကြီးကျွန်တော်တို့ဒီခက်ခဲတွေကျော်ထားနေရတဲ့ဖြစ်ပါဒီချိန်မှာပြန်ထပြီးတော့နောက်နဲ့ဆက်သုံးပါ လူကြီးမုံတိုင်းဒေတာနဲ့ဆက်နေဒီကွေးမှာရပြီအဲဘူးဘူးအတင်းဆိုင်ရွာရဲ့ဒေတာကိုထိခိုက်ပျက်စီးဆုံးရှုံးမှုလေကျွန်တော်ကြွလာပြပါတယ်ဒီကတော့ကျွန်တော်တို့နိုင်ငံမှာခက်ခဲချက်ပြေးနေကြမှာရုံးကန်နေရတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ပါဒီထဲမှာတခါထပ်ပြီးတော့ဒီကေအင်ဗန်နက်မာတာဆက်ရှိနေဖြစ်ပေါ်ခဲ့တဲ့ဒီကလေးကတော့ကျွန်တော်တို့နိုင်ငံမှာအဆိုးပါဆုံးတော့တဘာမဖေးရတယ်ကိုဖြစ်တယ်လို့ပြောပါမယ်အဲ့တော့သူကဒီရှင်းပြကြတဲ့ဒီမှတ်တမ်းတွေပါလေနာမည်ကွန်းပါလေ ်ပြန်ပြီးဖြစ်တော့ပါပြီးဖြစ်တယ်ကြာဒီကတော့တိတ်ပြီးတော့သေးသေးကျွန်တော်မပြောတော့ပါဘူးတော်လည်းဒီမှာ next step ပေါ့ကျွန်တော်တွေ့ပါတယ်တခြားတော့ဒီမီလီနဲ့ပါတဲ့ဒီတိုင်းအထိကခံတဲ့ဒေတာဆိုတော့အခုကျွန်တော်တွေ့ပါတယ်အဲဒါတိုင်းရမှုပဲနဲ့ကျန်တဲ့အစားဒေတာဆိုပြီးဒီတစ်ခုကိုဖွဲ့ထားပြီးကျွန်တော်ပတ်ပြပါတယ်အဲတော့မီလီတိုင်းအထိကခံတဲ့ဒေတာတော့ငါးလေးတိုင်းဒေတာကြီးကတော့အဆိုးဆုံးပါတယ်လောစကိုင်းတိုင်းအဆုံးပြတဲ့ဒီဘက်ပါပါတယ်နောက်ပကူးတိုင်းပါပါတယ်ဆိုင်းပြည်နယ်ပါပါတယ်ဒါမှမဟုတ်တိုင်းဒေတာကြီးဟာနိုင်ငံစီဝိုင်းရေးတွေမှာတော့ဒါဒုတိယအကြီးမားဆုံးစီဝိုင်း နည်းနည်းဖြစ်ပါတယ်။ဒါကိုပြီးလို့ရှင်ပေါ့။အဲတော့ဒီဒီမှာကျွန်တော်တို့ကကြီးမားတဲ့ကွန်ဖိုဒမှုတွေရှိနေတဲ့ဒေတာဖြစ်ပါတယ်။အဲဒီမှာကျွန်တော်တို့ကွန်ဖိုဒမှုတွေမှာအခြေသာတဲ့သူပြောရမယ်ဖြစ်တယ်ကျွန်တော်တို့ကဗီဇာနေထိုးလို့တာမီးဆောင်လို့ဟာပြောရပေါ့။အလားသာပေါ့လေတည်ကြည့်တော့မဟုတ်ပါဘူး။ဒါကြတာကျွန်တော်ရှိပါတယ်။ဒီတာမီးကိုဗီဇာမြေလို့ဆိုတာကိစ္စတော့မှာဒါမဖြစ်ပါသေးဘူး။အရင်လိုရပါဘူး။အဲတော့ပြီးခဲ့တဲ့နိုင်ငံထုတ်ပြီးသုံးရောက်ကြာမှာကျွန်တော်ဒီဆက်ဥလို့ပြည့်စုံမှုတွေနဲ့တော့ကျွန်တော် ဒါမျိုးတင်ကြပါဒီမှာဒီပြည့်ပြီးစုံပြီးပါတယ်ဟိုကိစ္စမျိုးစုံပြီးအများဆုံးပြေဖို့လိုနေဟောပြောတော့ကြံကြံဒီစားလို့လို့ရှိပြီးတော့မရှိလို့မရဘူးဒါလည်းမရှိတယ်ဒါကြောင့်ဒီလမ်းမျိုးစုံပြီးဖြစ်ဖြစ်ပြန်တယ်ဖို့ပဲကျွန်တော်တို့ဒါအစီအစဉ်ပေးလဲပါဒီဘက်ကတက်ခဲပေါ်လေအခုကတော့ဗီလက်ပြင်းစင်နေရည်ဒီညာနဲ့တက်ခဲမှုပေါ့ကျွန်တော်က web app နဲ့ try တိုက်ပဲရှိတဲ့ခါမှာ web တိုက်ကတော့ပုံစံအုံတာဟောတယ်ပေါ့နော် web app ကတော့ brand တိုက်ကတော့ဒီဘက်ပုံစံတင်ပေါ့အဲ့ပေါ်မှာတက် capacity ပေါ့ထုတ်လို့ရတဲ့နေ့စဉ်ထုတ်လို့ရတဲ့ capacity ကတချို့ကနည်းတာဘယ်လိုမှ feedback နဲ့ချင်းတိုက်တာရှိပါ တော့ဆိုင်ဥတော်တော်များများတော့မှတ်တော့ပါကျွန်တော်ရက်ထားဖြစ်ဒါလေးနဲ့အများဆုံးတွေ့ဖို့တဲ့စက်မှုဝင်ကြီးနဲ့ကျွန်တော်စီဝိုင်းအချမ်းပြေးပုံကိုကျွန်တော်ခေါ်ပြောပြီးတော့မှဒါအများဆုံးတွေ့ရလို့ပါဘာလို့ဒီဆောက်ရုံသားမှာပြည်နဲ့မြေလို့မရှိဖြစ်တော့ပါအဲ့ဒီမှာမထင်တဲ့အတိုင်းတစ်ခုပါတက်လာတယ်ပြည်နယ်မြေစည်းတွေတက်လာတယ်ဆိုတဲ့အင်းကျွန်တော်ရပါတယ်အေးလေးကောင်းအောင်ဖြစ်ဖြစ်လာတယ်ဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ရှိတင်ပြတော့အဲ့တော့ချက်ချင်းတရားကိုစစ်စစ်ပြီးတော့မှတက်တာလည်းထင်းထင်းမှုတွေလုပ်ပေါ့ကျွန်တော်တို့တော့ဒါတွေထင်းထုတ်အောင်ဘုရားကျွန်တော်ဖြတ်ခင်းရအောင်ဒီလိုလုပ်ကြအောင်ခမရကိုချက်စားလေးနဲ့လုပ်ဖို့တော့တင်ပါ ကိုကြီးစားရတဲ့ဘုံနဲ့မတူတော့ဘူးလေလို့ဖြစ်တာကျွန်တော်တွေ့ပါတယ်ဒါကဘုနာပြလက်နေစေဘယ်လိုလဲတားတဲ့ပတ်တယ်လေဒါကျွန်တော်တို့ default mark တွေပို့ပြီးရေးကြည့်ပါ default mark တွေပေါ့အိမ်ဆောင်အောင် default mark မရှိမိတဲ့တော့အဲ့တော့နိုင်ငံတကာနဲ့ဆက်တင်နေချင်ပါလေကျွန်တော် default mark ကိုကူညီပေးဖို့ဘာလို့ကျွန်တော်ပြည်ထဲမှာထုတ်လုပ်မှုက default mark လုံးလုံးမရှိဘူးအဆက်ငွေတော့ပဲကျွန်တော်ရှိတယ်တကယ်ကြည့်ရတော့မှာတကယ်တော့ဒါတန်းတန်းနဲ့ရှိပြီကျွန်တော်တို့ကဘာကြောင့်အဲ့ဒါလဲနိုင်ငံတကာကျွန်တော်ကူညီတော့တဲ့ချက်ကိုကျွန်တော်ထည့်ပြီးပြောခိုင်းပါတယ်ကျွန်တော်ကူညီပေးဖို့လည်းချက်ပေးပါတခုကတော့ပြီးလက်နေတခုကတော့ default mark တွေဖြစ်ပါတယ်အဲ့ကျွန်တော်လည်း default mark တွေပတ်သက်ပြီးတော့ ရုပ်ပြပါတယ်ငါဒီဒီလေးကုန်ပြီလေမှာကြပြီးတော့ပါတန်းနေကျောင်းဆောင်တွေလုပ်ကြတယ်ကျွန်တော်တရင်တွေကျွန်တော်ရခဲ့ပါတယ်ဘယ်ပဲဖြစ်ဖြစ်ပါကနော်ဘယ်ပဲဖြစ်ဖြစ်ဒီဒီကုကတော့ဒါစက်မှုတော့ငါမားလေးမှာရှိတယ်စက်မှုထဲမှာတော်လေးအရေးပါတဲ့လုပ်ငန်းတွေဖြစ်တယ်ဆိုတော့ပြပါအဲ့တော့ဒီမှာဒီစက်ဝင်လေးဝင်ရပါဘူးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလားတွေကျွန်တော်ရှာလိုက်ကြမှာအဲ့ဒါစီဒီဒီမှာတော့ဆူနေခဲ့တယ်ကွာတကယ်တော့ဘယ်လုပ်ငန်းမဖြစ်ဖြစ်ဟလာဒီချက်ကျွန်တော်ပြောပါတိကျတော့ကုန်ချမ်းဖြစ်ပါကုန်ချမ်းဒုတိယကဘာလဲဆိုလို့ရှိရင်တွဲအားစုတွေဖြစ်ပါဒါတွေကတော့ တောင်စားလို့လို့ဖြစ်စီတူနော်ဒါလေးဒါလေးဖြစ်ပါတယ်ဟုတ်ကဲ့ယင်းနေပုံနဲ့မူငွေကြီးပါလားကိုကိုကြီးဒါကျွန်တော်တို့ကပါတယ်ဟုတ်ပါတယ် HR ဒီကရေးမိတယ်တို့ကပါတယ်ဒါပုံချမ်းမရှိရင်မဆက်လို့မဘာမှလုပ်လို့မရပါဘူးဒါကြောင့်ကုံချောင်းကိုကျွန်တော်တို့ကအဓိကပြည်သူ့မှာရှိနေတဲ့ကုံချောင်းတွေရင်းရင်းတောင်းလို့ကိုတို့ကပါတယ်အားလုံးအဖြစ်ဒီကုံချောင်းမရှိဘဲနဲ့လုပ်လို့လို့မဖြစ်ပါဘူးဒါကြောင့်ကျွန်တော်ဒီပတ်တဲ့အခါမှာလုပ်တဲ့အခါမှာပြည်သူ့မှာရှိတဲ့ကုံချောင်းအဲ့ဒီအခါမှာဒေတာတွေထွက်တဲ့ကုံချောင်းကိုအခြေခံတဲ့ MSA တွေလုပ်ကြဖို့ကျွန်တော် MSA တွေစီးဖို့ဒီမှာကျွန်တော်တိုက်တွန်းပါတယ် ကျွန်တော် MSCB လုပ်ငန်းနဲ့ပတ်သက်ပြီးငန်းအနှောက်ပဲအခြေပေါ်တက်ဆန်ဆောင်တော့ကျွန်တော်ပြောပြီးတော့ဒါတွေပဲအဓိကဒါကျွန်တော်ပြောပါတကယ်လို့ဒါကျွန်တော်တို့ကဒီလုပ်ငန်းတွေမင်းများဆက်လုပ်နိုင်မယ်ဆိုလို့ရှိရင်တိုက်ကြည့်ပါဟုတ်ပြီကွန်ထရိုးလုပ်မှုတွေရှိတဲ့အတွက်ကြောင့်ဒီစိတ်ကိုဒီကွန်ပျူတာပေါ်မှာတွေဖြစ်လာတယ်လို့ကျွန်တော်ပြောပါဆက်လို့လည်းလေပတ်မှုရှိဖို့လိုပါစိတ်ကိုလည်းလေပတ်မှုရှိလို့ရှိရင်အလို့အကင်ခွန်တာတွေရှိနေတဲ့ဘောပါလူကငန်းတွေကိုယ်ရအလို့အကင်တော့ရှိတယ်ဆိုရင်လုပ်တဲ့လူတွေဘယ်လိုရနေပါဘူးဘောရလို့ရှိရင်ဘယ်လိုမှတွေကျွန်တော်ရှိတာဘောလိုမှရှိလို့ရှိရင်ရောင်းအားတွေရှိတာဒါပြည့်စီးပွားရေးဆိုင်ကလူခုဖြစ်ပါ ဲ့တော့ကျွန်တော်တို့ကလုံကနေရက်တွေကိုမရအောင်ကျွန်တော်တို့ဘုတို့ကနော်ဒီမှာလည်းကျွန်တော်ပြောချင်တာတော့ဟဲ့လုံကနေဒီဒီဈေးမချင်းအဖြစ်ပေါ့နော်ဒီငွေရေးတဲ့ပတ်မှုတွေကျွန်တော်ရှိပါတယ်ဘာတစ်ခုမှလည်းဘာမှရှိတဲ့ငွေကြီးဒီမှာဘာလုံငန်းရှင်တွေပါပါတယ်ဘာမှရှိတဲ့ငွေကြီးတွေကဘာနဲ့မှအိတ်တွေလိုမရပါဘူးချက်ပါ30တွေကိုတို့ရပါကျပါတော့ကျရမှာထိုက်တဲ့အတိုးပေါ့ဗျထိုက်တဲ့လူနာအဲ့မှာလာအပ်တဲ့လူတွေဝယ်ထိုက်တဲ့လူတွေပြီးလို့ဒါချိတဲ့လူတွေထိုက်တဲ့အတိုးနဲ့ချိုးဖို့လိုပါအချို့တွေမှာလည်းဒါတွေလည်းဘူဘာနဲ့ကျွန်တော်ပြန်နေနေတိုင်းသုံးလို့ရတာလည်းရှိပါတယ် ်အဖေကကျွန်တော်ဘုံတော့မကြောက်ပါဘူးအဖေတော့ဝင်မကြောက်ပါဘူးတကယ်အဓိကတော့ဝင်မနဲ့လည်နေဖို့လိုပါဘူးဝင်မနဲ့လည်ပြီးတော့မှထုတ်နိုင်ဖို့လိုပါဘူးအဲ့တော့ကိုတို့လည်းကိုမြန်မာလုံးမှာကျွန်တော်တို့ကရောင်းကုန်ပစ္စည်းတွေထွက်လာရောင်းကုန်ပစ္စည်းမှာနှစ်မျိုးရှိပါတယ်ကိုကတော့ပြည်ရင်းမှာရောင်းတဲ့ပစ္စည်းနဲ့နောက်တစ်ခုကပြည်ပရောင်းတဲ့ပစ္စည်းဖြစ်ပါပြည်ပရောင်းတဲ့ပစ္စည်းတော့နိုင်ငံသားဝင်ဝင်ကျွန်တော်ရတယ်ဒီနေ့ရောင်းချမှုပစ္စည်းတော့လူတွေတုံးနေဆွနေတာမျိုးတွေဖြစ်ပါတယ်အဲ့တော့ဘာဖြစ်မလဲတော့မှာတော့လုံငန်းတွေရေပတ်မှုလိုပါပါဆိုတော့ဒါကဒုတိယ ကြီးမားသောစီးပွားရေးကဒီနေမြစ်တဲ့မာရွေးပြဲဆိုလို့ရှိရင်ကျွန်တော်ကပို့ပြီးအာရုံစိုက်ပြီးတော့ဒုက္ခထူတယ်လို့ကျွန်တော်တို့ပြောလို့ပါအဲ့တော့ကိုလိုလိုမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ MSCC ဘာမှလုပ်ခဲ့တဲ့ဒါဆက်2015အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးခဲ့မှာကျွန်တော်ထည့်ပြီးပြောခဲ့ပါအဲ့တော့ကျွန်တော် GDP ကျွန်တော်တို့အနေနဲ့လည်းကိစ္စနဲ့ပတ်သက်ပြီးအခုဒီလည်းဒီဟာတော့ရုံးကန်နေတဲ့အခြေအနေရှိပါခုနကခုနကတော့ကိုလိုလိုမှုမှာတယ်လို့ပြင်းနေတဲ့ တဲ့ပြပရောင်းတဲ့ပစ္စည်းတွေပြပရောင်းတဲ့ပစ္စည်းတွေများလာလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံတိုင်းဝင်ပြီးပူများလာတဲ့သဘောပါပုံငွေလေးပြောလို့ရှိရင်အခုပြီးခဲ့တဲ့2024 25ဘာနာနဲ့မှာကျွန်တော်ကုန်သွယ်မှုမှာနှစ်တန်းမှာ3ဘီလျံတော့အမေရိကန်ဒေါ်လာနှစ်တန်းမှာ3ဘီလျံတော့ပုံငွေတက်တော့ကျွန်တော်နည်းပုံငွေတက်ဒါဆိုလည်းဒါ fake fake ကပုံငွေတက်တော့ non fake ပါကြတော့လူငွေညာရိုက်တာလူငွေညာရိုက်တာအလုပ်တွေတားများပါနောက်ဒီများတဲ့ခါကျတော့ဘာကြောင်းရည်မှာကျွန်တော်အနှုတ်ကိညာနေတယ်ကျွန်တော်တိုက်ကြည့်ပါလေတော့ဘာတော့ဖြစ်အောင် တို့ကျွန်တော်တို့တောင်ပြေရင်းနေရှိပါဒီနေ့မှာဘာလို့ဒီနေ့ကျွန်တော်တို့ပုံွေပြပါတယ်ဒုတိယနဲ့တတိယနေ့မှာလုံွေပြပါတယ်ဟိုတတိယနေ့မှာခုနကောင်နေဆိုးရနေ့မှာကျွန်တော်တို့ပုံွေကျွန်တော်တို့ပြပါတယ်ဒီဒီနေ့လိုတန်ပေါင်းရင်ကျွန်တော်ပုံွေပြပါတို့တော်ရဲ့ကထိပ်ပါတာပုံွေပြမယ်မယ်နန်းစီမှာလုံွေတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နာနာကြမ်းွေလေးတွေပုံထုံးနေဈေးမြင့်နေတာဖြစ်ပါအဲနာနာကြမ်းွေရှားပါမှုတော့ကျွန်တော်ပြီးခဲ့တဲ့လကျွန်တော်ဒီမှာဆက်ကောင်းမှုလေကျွန်တော်စဉ်းကြည့်ကြည့်ပါဒီလိုကောင်မှကျွန်တော်တို့က ဒီဒီစိတ်ကြထွက်တာနေစက်ကြီးနဲ့ထွက်တာနဲ့ပတ်သက်ပြီးယူကြည့်တဲ့အခါကျတော့နော်ငါးကြားကတော့ထားပါဘီဘင်းဒီဘတ်ထောက်ကမှုတွေတော်တော်ဓာတ်ပါပြီပါဒီတော့ကဒီမှာတော့ငါချောက်တာကိုဒီနေ့ကပေါ်လာတော့ဒီကနေ့ကပေါ်မှာပဲမှာဒါဒါအခြေခံလေးတစ်ခုလေးကျွန်တော်ပြပြဆိုတော့ကျွန်တော်တို့ဟာကျွန်တော်တို့အတုံးကျွန်တော်ရှိရဆိုလို့ရှိရင်ကျွန်တော်ဝင်ပြရမှာကျွန်တော်ပြန်ရှာမှုဟာတော့ဒါတို့ကပါဝင်ရအောင်ပြန်မရှာနိုင်တော့တိုင်းပြန်တော့တဖြည်းဖြည်းနဲ့ပါပါမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါကိုကိုယ်တော်လုံးမဖြစ်မနေလိုပါပါလေအဆဲ့ဝင်တဲ့လုပ်တွေမရက်ဖို့လိုပါပါလေဒါနောက်ဒီမဆဲ့ဝင်တဲ့ပတ်သက်ပြီးလုပ်တဲ့သူများရတဲ့ဒါဒီ ရန်ကစေပတ်နေပုံမျိုးပေါ့ကျိုးစားစီတွေပါကျွန်တော်အဲ့လိုနဲ့ပြီးခဲ့တဲ့အစီအစဉ်ပါလေကျွန်တော်ကျွန်တော်ပြောတယ်လို့ထင်ပါတယ်နော်ကျွန်တော်ဘူဟာရမှာစီးပွားရေးပတ်သက်တဲ့ဘူဟာရကတော့တိကျတော့ပစ္စည်းကြီးတူလို့ရှိရင်ဈေးသက်ပါပဲဈေးကြီးတူလို့ရှိရင်ပစ္စည်းပုံအရေးကြီးပုံကောင်းတာဒါမှဒါဒါဒီဈေးပတ်မှာလည်းတောင်းရမယ်ကျွန်တော်ဘူဟာရနဲ့တော့ကျွန်တော်ကျွန်တော်ရဲ့ကျွန်တော်တက်မတက်ဆိုင်တဲ့စီးပွားလုပ်မှာတော့ဒီဘူဟာရနဲ့တို့ခိုင်းပါကျွန်တော်ကျွန်တော်လည်းရင်းနေတဲ့ပုံပုံတွေလည်းကျွန်တော်ရှင်းပြချင်ပေးပါခင်ဗျာရှင်းပြလို့ပါဒီကြည့်တော့ကျွန်တော်တို့က ဘုံမြန်မာဘုံမြန်မာတက်လာလို့ပါတယ်ဟာတာဟုအပြည့်ဘုံတက်လာလို့တက်စီကွန်မတီအပြည့်ဘုံတက်လာလို့ဒီအခုမတက်ခဲ့တဲ့စီမဲဘုံကမတက်လာဘူးဒါကျွန်တော်တို့ပြောပါတယ်သူတက်ချက်ပါလဲဆိုရင်ပြင်းပြင်းထုတ်ကိုအားပေးဖို့ပါပြင်းပြင်းထုတ်ကိုခုတ်ဖို့ပြင်းအားပေးဖို့လည်းပြောပါတယ်ဆိုတော့ကျွန်တော်တို့ဒီနန်းထိတ်ကနေနန်းထိတ်ကနေအဲ့တော့၃ရက်ပတ်စံခဲ့မှာအတိပတ်ပါနေပဲတရားမှတ်ဒီတွဲတဲ့တစ္စည်းတွေတော်တော်များဒီနေ့ကကျွန်တော်ဟာဒီနေ့ကျွန်တော်ထက်ပါဟာတရားမကုန်သေးဘူးတော့တော့လေဖားစီရမှုကြီးဘာလို့ရှိနေလဲဆိုတော့ငါးနေ့ထက်ပြီ ဒါကျွန်တော်ပြီးတာပဲရှိတယ်မပြီးတာလည်းအများကြီးပါကြည့်ရလို့ရှိရင်ဒါစက်တင်ကနေစပြီးကြည့်ရအောင်အခြေအနေနဲ့များလာတာကျွန်တော်တွေ့ပါဒါမှမဟုတ်လည်းပြောလို့ရှိရင်တစ်ခါတော့ရစက်ကုံတွေတွေခက်ခဲရှိလို့လူတို့ပြန်လို့ဒါတွေ့တော့ကျွန်တော်တို့အဲ normal trick ကနေပေးထားတဲ့ဓာတ်ဆောင်ကအများကြီးပါတို့တော့အဲ့ဒီမသွားကြအောင်မသွားပဲနဲ့ဆူရတဲ့နေဖြစ်တဲ့နော်ဝေမြန်မြန်ရအောင်ပေါ်အောင်ဒါလို့ရှိရင်စိတ်နဲ့ဒီ nonsense ကနေပြီးတော့ကိုယ်ကိုယ်နေစားကိုယ်ကလေးတွေမှာတရားမဲ့ပုံစံမှုနဲ့ဒါလုံးကြတာဒါဖြစ်ပါသူတို့တော့ကျွန်တော်တို့က အဲ့ဒါဒီမှာပြပနေပြီးတော့မှာလိုတင်တဲ့ DC ကြီးတော်တော်များတာကျွန်တော်တွေ့ဒါကိုကျွန်တော်တို့ကပြင်းပြင်းကထုတ်ပုံ DC အစားထုတ်ဘူးလုပ်ဖို့လိုပါပါဒါကြောင့်ကျွန်တော် MSN ပဲကျွန်တော်အားပေးခြင်းဖြစ်ပါ MSN ကအခုဆိုရင်လူမဲ့တဲ့3နှစ်လောက်ကကျွန်တော်22ကစပြီး MSN ကစအားပေးကြတာ3နှစ်ပြီးပြီးခဲ့တဲ့ဒီရောင်းခွဲမှာဆိုလို့ရှိရင်တမှုဟို quality တော်ကောင်းတဲ့ DC ကြီးထုတ်ပြီးတော့ကျွန်တော်တွေ့ပါဒါတော့လေဒီဟာဒီမှာလေစားတော့ကိုအခြေခံတဲ့ပစ္စည်းတွေများတာပဲကျွန်တော်တွေ့ပါတယ်။ဒါကြောင့်နိုင်ငံစီးပွားရေးထောက်ပံ့ပေးတဲ့ပစ္စည်းတွေလည်းဆက်လက်ထုတ်ဖို့လိုအပ်မယ်လို့ကျွန်တော်ပြောလိုပါတယ်။ အချင်းကြီးတော့ကဘဝေးချင်းနဲ့ပတ်တယ်လို့ဒီလိုနဲ့ပတ်တယ်ပြီကျွန်တော်တို့ဒီဟာနဲ့ပတ်တယ်ပြီငရေသာပြန်နေသူလည်းပတ်တယ်ပြီကျွန်တော်ညီတိုင်းဆွေးနွေးခါမှာကျွန်တော်တို့ကတော့ဘလတ်ပါရအချင်းကြီးလိုလေလို့ကျွန်တော်သဘောကျွန်တော်သဘောပေါက်ပါတယ်ဒါကြောင့်ကျွန်တော်တောင်းရှိတဲ့ဒါဒီဗာရာရဲ့ပတ်သက်တာမရှိတဲ့ပုံစံတွေကျွန်တော်ကော်ပြီးဆွေးနွေးပါအဲ့တော့ဒီတော့ကျွန်တော်တို့ဒါဒီဝေးချင်းပြီးပို့တဲ့နော်ဟုတ်ပုံကိတာနဲ့အဆူရနဲ့ပေါင်းပြီးလုပ်ဖို့ဟာလေကျွန်တော်ပြင်ရပါမယ်။ဒါသဘောတူပါရဲ့ဒီဟာ။မပေးနေတာအကြောင်းရှိဘူး။အဲ့တော့အတိုးတွေတွေ့တဲ့ခါကျတော့လေကျွန်တော်နှစ်မျိုးခွဲခြားပြီးသူတို့ပြောကြပါမယ်။တစ်ခုကတော့ developing နဲ့ပတ်သက်တာဒါအထူးရှိပါလိမ့်မယ်။နောက်တစ်ခုကတော့ promotion နဲ့ပတ်သက်တာရှိပါလိမ့်မယ်။ developing ကတော့ကြာလို့ညာတော့အထူးသားပြီးတော့များလို့မရဘူး။တရားငယ်နဲ့နှစ်ရာကတော့တော့ developing လုပ်ဖို့လိုတယ်။ဘာလို့ဘာလို့ဘာလို့ဝန်ဆောင်မှုတွေကဝန်ဆောင်မှုရတော့ဘာချက်ချက်စီသူယူလို့ရှိတယ်။ဒါကြောင့်ဒါတို့အထူးနဲ့တက်တတာတော့လုပ်ပါဆိုပြီးကျွန်တော်တို့နံပါတ်၄ချက်ကျွန်တော်တို့ပြောပါ။နံပါတ်၄က developing ဟိုဒီဒီကျွန်တော်တို့ promotion နဲ့ပတ်သက်တာပါ။ promotion နဲ့ပတ်သက်တယ် promotion တော့နှစ်ပိုင်းစဉ်းစားဖို့တစ်ပိုင်းတော့ဒီဘုရားပြောတယ်ငရေတန်တဲ့ data တွေမှာရှိတဲ့ promotion တွေကိုပြီးမဲ့အထုံးတစ်ခုစဉ်းစားပါဖြစ်ပါ။ ါလည်းဒီမှာလည်းဆွေးနွေးစီခြင်းပါဒုတိယပါလို့ဆိုတော့ဒီ data မတင်တဲ့ data မှာရှိတဲ့အခြား data မှာရှိတဲ့ data ရဲ့ developing နဲ့ဒီ commercial နဲ့ပတ်သက်တဲ့အတူတူဖြစ်ပါအတူကတော့ကျွန်တော်တို့ကကျွန်တော်တို့ကျွန်တော်သဘောဆိုတော့အတူနဲ့ပေးစီခြင်းပါပေါ့နော်ဒါပေမဲ့လည်းဒီတို့တက်တဲ့ချိန်တက်ကမှာတော့ပေတိတို့တော့ခေါက်ကြတဲ့ခါကျတော့ကျွန်တော်တို့လည်းဒီအောင်လေတော်တော်ပေးရပါနော်ဒါကြောင့်ကျွန်တော်ဖြစ်နိုင်လို့ရှိရင်တော့ဒါလေးတွေအတူမတက်တာရဲ့ဟာလေးဖြစ်အောင်ဘာလေးပဲတော့မရှိတဲ့ပုံပုံများတဲ့ဆွေးနွေးမှုပုံပုံများတဲ့ဒါလေးတွေကျွန်တော်လည်းအတူတူများရှိပါတယ်ကျွန်တော်ဆိုရတဲ့ကျွန်တော်ကတော့စစာတွေ့ကြပါကျွန်တော် ကျွန်တော်တို့ထပ်တန်းကြရတွေ့ကြရတော့ပြောင်းရင်းဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီလုံမရှိပါဘူးလုံမနဲ့ဘာမှမတတ်ဘူးမဟုတ်ပါဘူးကျွန်တော်တို့ကကျွန်တော်အမြင်ကတော့အတူတူတဲ့တာနဲ့ဒီရင်းနှီးမြှုပ်နှံမှုရအောင်လုပ်ပေးစီဖို့ပဲကျွန်တော်ဒါဒါပြောချင်ပါအခုကျွန်တော်တို့ဆိုလို့ရှိရင်ဒီဒီငွေနဲ့တက်တဲ့ဒေတာများအတွက်ဒီချိတ်ပြတဲ့ဘီလန်900ကျွန်တော်ဖေဟာဖေထားတာရှိပါတယ်